တိတ်ကအကြောင်းအရာတွေနဲ့အနာဂတ်ကို မလိမ်ပါနဲ့။ငါအတိတ်ကဒီလိုဖြစ်ခဲ့လို့အနာဂတ်မှာငါဒီလိုဖြစ်မှာပဲ။ဒီလိုဆုံးရှုံးမှုတွေရှိမှာပဲလို့တော့လမ်းပြီးတော့မလိမ်ပါနဲ့။အတိတ်ထဲမှာဆုံးရှုံးမှုတွေကြာရှုံးမှုတွေရှိခဲ့ပြီမယ်လေ။အနာဂတ်ထဲမှာအောင်မြင်မှုတွေအနိုင်ရမှုတွေကရှိနေမှာပဲ။ဆက်တိုက်ကြိုးစားမယ်ဆိုလို့ရှိရင်ကြာရှုံးမှုတွေအလုံးဟာ ယာယီတွေပဲဖြစ်သွားလိမ့်မယ်။ဒါပေမဲ့ကြိုးစားနေတာတွေကိုရက်လှမ်းရင်တော့ကြရှုံးမှုကတသက်စာဖြစ်သွားလိမ့်မယ်။ဒီတော့ဆက်တိုက်ကြိုးစားစမ်းပါ။ဒါမှကြရှုံးမှုတွေကယာယီဖြစ်သွားမှာ။ကိုယ်ရဲ့ပြဿနာတွေအတွက်တခြားသူတွေကို အပြစ်လိုက်တင်လိုက်တဲ့အခါစိတ်ပေါ်ပါမှုတော့ရတယ်။ဒါပေမဲ့ရည်ရှိမှပျော်ရွှင်မှု ရေရှည်မှာကြီးပွားတိုးတက်ချမ်းသာဖို့မလွယ်ကူဘူး။ဘာကြောင့်လဲဆိုတော့ကိုတောင်ဝန်ကိုမယူရတော့ပါ။ကိုတောင်ဝန်ကိုမယူတဲ့သူတွေကဘဝမှာအောင်မြင်ပျော်ရွှင်မှုမဖြစ်နိုင်တော့ပဲ။မျက်စိမိတ်ပြီးတော့မှယုံကြည်လိုက်ခြင်းကတစ္ဆာဖောက်မှုကိုဥတီစေတယ်။ဒီတော့တန်သေးရတွေလည်းအများကြီးမထားပါနဲ့။မျက်စိမိတ်ပြီးတော့လည်း မယုံကြည်လိုက်ပါနဲ့အလင်းအလက်ပေါ်လောကမှာကိုကိုနားလေပြိမဲ့တယောက်ထဲတော့သူရှိတယ်။သူကတော့ကိုကိုတိုင်းပဲ။ဒီတော့ကိုကိုကိုနားလေပြိပါ။အမားရိလှုပ်တယ်။အမားရိပြောမိတယ်။နားလေပြိပါ။ကိုကိုကိုအပြစ်ရှိတယ်လို့အမြဲတမ်းခံစားနေပြီးတော့မှကိုကိုကိုအပြစ်တွေ့ပြီးမိပါနဲ့။ကိုသိချစ်တဲ့သူကို ကိုနားလည်ပြီးတယ်လို့ပေါ့ငါမှာအချိန်တွင်အများကြီးရှိနေတယ်လို့ခံယူထားတာတွေကိုရက်တန်းလိုက်တဲ့အခါမှာဘဝကပိုကောင်းလာလိမ့်မယ်ဒီတော့ကြိုတင်ပြင်ဆင်ထားပါနေ့တိုင်းနေ့တိုင်းဟာကိုရှေ့ဆက်သွားနိုင်မယ့်ခြေလန်းတလန်းတိုင်းဖြစ်စေရမယ် အရင်ဆုံးတောင်းပန်တဲ့သူကအရေးရင်ဆုံးလူသားပဲအရင်ဆုံးခွင့်လွတ်တဲ့သူကတော့အတန်မာဆုံးလူသားပဲအရင်ဆုံးမေ့ပစ်လိုက်တဲ့သူကတော့အပျော်ရွှင်ဆုံးလူသားပဲဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိနေဆိုရင်များတာဖြစ်ပါတယ်ကျွန်တော်လူငယ်တွေနဲ့မိတ်ဆွေတွေဟာလေနေ့တစ်နေ့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကုညံလေးအောင်ပါ